ာပါရှင်ချင်းလန်း channel သတင်းဌာနမှပြင်ပြဆိုလိုက်ပါရယ်2025ခုနှစ်မတ်လ16ရက်နေ့ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ကန့်ကောမြောက်ခင်ရမ်းပြူရွာနဲ့မြစ်တာစီပေါ်တွင်တက်ဆွေးထားသောစစ်တပ်ကို drone ဖြင့်ပုံကျဲမှုတွင်စစ်သား6ဦးသေဆုံးပြီးစစ်သား2ဦးကိုလက်နက်နဲ့အတူဖမ်းဆီးရရှိကြောင်း ဝေါ်မြို့နယ်တွင် PDF များကိုစိန်ခေါ်ထားတဲ့ပြူစောတီခေါင်းဆောင်နေအိမ်ကို drone ဖြင့်မုံကျဲတိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးကြောင်းလောင်းလုံလက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုဝင်ရောက်တိုက်ခိုက်မှုတွင်စစ်သား12ဦးသေဆုံးပြီးတနက်တလက်နက်လက်ပစ်ဗုံး3လုံးတင်စီရရှိကြောင်းတောင်ကြီးတွင်ဝါယာရှော့ကြောင်း၂ရက်ဆက်တိုက်မိလောင်ကြောင်းနဲ့ထိုင်းမြန်မာနေဆက်အမှတ်နှစ်ချစ်ချည်ရေးတကြားအရင်းရှိထိုင်းအကောက်ခွန်ဦးစီးဌာနကတင်စီထားသော ကားကိုရောင်မီးလောင်မှုတွင်ကားအစီရေ200ကျော်မီးလောင်ပျက်စီးကြောင်းလို့ပဲဖြစ်ပါရဲ့ရှင်။ကန့်ကောမြောက်ခင်ရမ်းပြူရွာနဲ့မေတ္တာစီပေါ်တွင်တက်ဆွေးထားသောစစ်တပ်ကို drone ဖြင့်ပုံကျဲမှုတွင်စစ်သား6ဦးတေဆုံးပြီးစစ်သား2ဦးကိုလက်နက်နဲ့အတူဖမ်းဆီးရရှိထားတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။မကွေတိုင်းကန့်ကောမြို့နယ်မြောက်ခင်ရမ်းရွာရှိပြူစောတိစခန်းနဲ့ မေတ္တာစီပေါ်ရင်တဆွေထားသောစစ်ကြောင်းကို drone ဖြင့်ပုံကျေတိုက်ခိုက်ခဲ့ရာစခန်းမှုတဦးအပါအဝင်6ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။မတ်လ၄ရက်နေ့နာနဲ့9နာရီ20မိနစ်အချိန်ကံကောမျိုးနဲ့မြောက်ခရိုင်ကျေးရွာရှိပြိုစောချင်းစခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက drone ဖြင့်အင်အားကပုံတီများခြေချတိုက်ခိုက်ခဲ့ရာစစ်သားပြိုစောချင်းများထိခိုက်သေဆုံးမှုရှိနိုင်ပြီးမတ်လ9ရက်နေ့မှာ 6ရက်နေ့အထိကန့်ကွက်မျိုးနဲ့မြစ်တာစီပေါ်တွင်တဆွေးထားသောအကြံဖက်စစ်သားများကို drone ချင်ပုံတိအမြောက်အများခြေချတိုက်ခိုက်ခဲ့ရာစခန်းမှုတဦးစစ်သားတဦးနဲ့ယူဆော့တီ၄ဦးစုစုပေါင်း6ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါပြင်မတ်လ16ရက်နေ့ကလည်းကန့်ကွက်မျိုးနဲ့မြစ်တာစီပေါ်တွင်တဆွေးထားသောစစ်သား2ဦးဟာတော်လှန်ရေးတပ်ဖွဲ့များထံ ထွက်လာခဲ့တဲ့ပြင်ဖန်စီခေရာ၎င်းတို့ထံမှ MA11 အမျိုးစားတနက်တလက်နဲ့ဂျီအနည်းငယ်တင်စီရရှိခဲ့တယ်လို့မြိုင်ပါကဖာမတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။မြိုင်ပါကဖာမတာဝန်ရှိသူတို့ကဘုံတိကတော့များတယ်ဂျင်းနေရကြပါပြီ။မြေတားမြေပေါ်မှာကစစ်ခွေးတွေတဆွေးထားတာဖမ်းမိတဲ့နှုတ်ကိုကားမွန်စွာထိမ့်သိမ်းထားတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတိပြုတ်ပြောဆိုထားပါတယ်။ အစိုးပါတိုက်ခိုက်မှုကိုမြိုင်ပါကဖကန့်ကော်မြို့နေတပ်ပေါင်းစုကန့်ကော်မြို့နေပါကဖနဲ့ပေါ့မြိုင်ကမဒရုန်းတပ်ဖွဲ့တို့စုပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဝေါ်မြူနေတွင် PDF များကိုစင်ခေါ်ထားတဲ့ပြူစိုတီကောင်းဆောင်နေအင်ကို drone ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ ပခုတိုင်းဝေါ်မြို့နယ်တွင် PDF ရဲဘော်များကိုစိန်ခေါ်ထားတဲ့ဂျူစိုတီကောင်းဆောင်နေအိမ်ကို drone ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။မတ်လ16ရက်နေ့ညနေ6နာရီအချိန်ခန့်ကဝေါ်မြို့နယ်စစ်တောင်းမီကန်နာရှိလက်ပံချေးရွာဂျူစိုတီကောင်းဆောင်အောင်ကြီးရဲ့နေအိမ်တွင်စစ်သားဂျူစိုတီများစုဝေးနေစဉ် drone ဖြင့်တောင်မြို့စစ်ကြောင်းမှ drone ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးပြီး ယူဆိုတီခုနဦးအပြင်အထံတန်ရရရှိကမြစ်ကျူဆေးရုံမှတောင်ငူဆေးရုံတို့ပူဆောင်ကုသထားရလို့ဝေါမြုံနေပါကဖာမတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ဝေါမြုံနေပါကဖာမတာဝန်ရှိသူတို့က PDF တွေကိုစင်ခေါ်ထားတဲ့ဝေါမြုံနေလက်ပံရွာကယူဆိုတီကောင်းဆောင်ရဲ့နေအိမ်အပေါ် drone ဘုံတီချေချတိုက်ခိုက်ခံရတာစစ်တောင်းနေပေးမှာရွာရဲထဲမှာသူ့ရွာကယူဆိုတီအင်အားအတောင်ကျင်းဆုံးပေါ့ စစ်ခွေးနှစ်ဦးသေးတယ်။ပြူစော်ချီခုနှစ်ဦးတော့မစ်ဂျူအင်ဈေးရုံကနေတောင်ငူဈေးရုံကိုပူလိုက်တယ်လို့သိရှိရပါတယ်။ဝေါ်မြုံနယ်စစ်တောင်းနဲ့ကန္နာရှိဂျေးရွာများတွင်လက်ပံဂျေးရွာသည်ပြူစော်ချီအင်အားအတောင့်ကျဉ်ဆုံးရွာဖြစ်ပြီးပြူစော်ချီအင်အား30ကျော်ရှိကြောင်းပြူစော်ချီကောင်းဆောင်အောင်ကြီးသည် PDF ရေပေါ်များကိုစင်ခေါ်ထားသူတဦးလေးဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ လောင်းလုံးလက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုဝင်ရောက်တိုက်ခိတ်မှုတွင်စစ်သား12ဦးသေဆုံးပြီးတနက်တလက်နဲ့လက်ဖြစ်ပုံ3လုံးသိမ်းဆည်းရရှိထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။တင်းနန်တာရီတိုင်းလောင်းလုံးမြို့နယ်လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုဝင်ရောက်တိုက်ခိတ်ခဲ့ရာစစ်သား12ဦးသေဆုံးပြီး တနက်တလက်နဲ့လက်ပစ်ပုံ၃လုံးတင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။မတ်လ၃ရက်နေ့နာနဲ့9နာရီခန့်တွင်လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုဒေါ်လာရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးထိတွေ့တိုက်ပွဲသည်6နာရီခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား၁၂ဦးသေဆုံးက MA3 တနက်တလက် G-Bauk ကိုလက်ပစ်ပုံ၃လုံးနဲ့ ဆက်ဆက်ပစ္စည်းအများအပြားတင်စီရရှိခဲ့တယ်လို့ဒူရကစစ်ကြောင်းမှတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတဝေအမျိုးသားလူမျိုးရေးတပ်တော် DNLA ရဲ့ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့်ရီဖြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့တဝေခရိုင်အမှတ်နှစ်တရင် PDF တဝေ District Battalion 2 P2330 ထူတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ပြည်သူများအနေဖြင့်တနိုင်ငံလုံးအတိုင်းတာစီရင်များအရှိန်အဟုန်တိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်တာကြောင့်စီရင်အထူးတရီပြို့သွာလာနေထိုင်ကြရနဲ့တိုးလှန်ရေးနဲ့စီရင်အရှိန်မြင့်လာခြင်းနဲ့အမျှပြည်သူဘက်အမှန်တရားဘက်ယက်တီလူသောစစ်ကောင်စီမှစစ်သေးတော်များရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ခွန်ခိုလှုံ၍အမြန်ဆုံးပူးပေါင်းပေးကြပါရန်တိုးလှန်ရေးတပ်ဖွဲ့များကအတိပင်နှိုးဆော်ထားတယ်လို့သိရှိရပါတယ်ရှင်။ တောင်ကြီးတွင်ဝါယာရှော့ကြောင့်နှစ်ရက်ဆက်တိုက်မီးလောင်တဲ့သတင်းကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ရမ်ပီနေတောင်ပိုင်းတောင်ကြီးမြို့မှာမတ်လ15ရက်နေ့နဲ့16ရက်နေ့နှစ်ရက်ဆက်တိုက်ဝါယာရှော့ဖြစ်လို့မီးလောင်ခဲ့ပြီးအိမ်နှလုံးနဲ့ transformer ပျက်စီးခဲ့ရတယ်လို့သိရှိရပါတယ်။မတ်လ15ရက်နေ့နေ့လယ်ပိုင်းကရတနာတီရီရက်ွက်နေမီ6မြဝဲရီလမ်းကနေအိမ်တစ်လုံးမှာဝါယာရှော့ဖြစ်လို့ မီးလောင်ခဲ့ပြီးနေအိမ်တလုံးပျက်စီးခဲ့ရပြီးမတ်လ16ရက်နေ့နေ့လေ12နာရီမှလည်းမြောင်ရွှေဟော်ကုန်းရက်နန်းထိပ်ရွှေစင်ကွန်ဒူအနီးနားကနေအိမ်ကနေဝိုင်ယာရှော့ဖြစ်ပြီး transformer ကိုမိကုဆက်သွားခဲ့တယ်လို့မြို့ခံတွေက ပြောဆိုထားပါတယ်။မြို့ခံအမျိုးသားတအူးကမိဘအရေးကွန်ဒူဘေးကအိမ်မှာ wire shop ဖြစ်တာအဲ့ကနေ transformer ကိုကိုးသွားတာ 12နာရီ5မိနစ်လောက်မှလောင်းနဲ့12နာရီ25လောက်မှငြိမ်းသွားတယ်လို့ DVB ကိုအတည်ပြုပြောဆိုထားပါတယ်။မတ်လ14ရက်နေ့နဲ့15ရက်နေ့ကလည်းတောင်ပေါ်ရွှေဘုံဖွင့်ဖျားတောင်ချေမှာတော်မီလောင်ကျွမ်းခေလို့တောင်ချေကနေအင်တွေမိခုဆက်လောင်လာမှာကိုစိုးရိမ်နေကြပေမဲ့ယခုလက်ရှိချိန်မှာတော့မိငင်းသွားပြီလို့သိရှိရပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်အမှတ်2ချစ်ချည်ရေးတရားအရင်းရှိ ထိုင်းအခွန်ကောက်ဦးစီးဌာနကတင်စီထားသောကားကိုယ်တော်မီးလောင်မှုတွင် ကားအစီးရင်200ကျော်မီးလောင်ပျက်စီးခဲ့တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ထိုင်းနိုင်ငံမေဆောင်မြို့ထိုင်းမြန်မာနယ်စပ်အမှတ်နှစ်ချစ်ချည်ကြီးတကြားအနီးရှိထိုင်းအကောက်ခွန်ဦးစီးဌာနကတင်စီထားသောကားကိုယ်တော်မီးလောင်မှုတွင်ကားအစီးရင်200ကျော်မီးလောင်ပျက်စီးသွားကြောင်းသိရှိရပါတယ်။ယမနေ့မတ်လ16ရက်နေ့ည9:30မိနစ်အချိန်ဝန်းကျင် ထိုင်းမြန်မာနေဆက်မေးဆောက်မြို့အမှတ်နှစ်ချစ်ကြည်ရေးတတာအင်းရှိ ထိုင်းအကောက်ခွန်ဦးစီးဌာနကတင်စီထားသောဂျပန်ကားတူလောင်ယုံတွင် မီးစတင်လောင်ကျွမ်းခဲ့ကြောင်းမီးလောင်မှုကြောင့်ရင်းအစည်းရေ200ကျော်မီးလောင်ပျက်စီးခဲ့ရလို့ထိုင်းသတင်းများနဲ့မေးဆောက်တွင် နေထိုင်သောမြန်မာတချို့ကပြောဆိုကြပါရသည် နေဆောင်မြို့တွင်နေထိုင်သောနေဆက်ကုန်တေတူကမီးလောင်တာကနှစ်နာရီလောက်ကြာတယ်။တမျိုးလုံးမီးတက်ကားတွေသွားနေတာပဲ။မီးတောက်တွေပါမီးရပါတယ်။မြန်မာဘက်ကပူးမဲ့ကားတွေကိုဖမ်းဆီးထားတဲ့ကားကူတော်ယုံလို့ပြောပါတယ်။ဘာကြောင့်မီးလောင်လဲတော့မတိရသေးဘူးလို့ပြောဆိုထားပါတယ်။ KMB နဲ့ထိုင်းမြန်မာနေဆက်မြဝတီမြို့နေတွင်ထိုင်းနိုင်ငံမှတင်သွင်းသော ဂျပန်ကားတပတ်ရစ်များကိုသာအကြီးကအသုံးပြုကြပြီးကားများနဲ့ကားအပူပစ္စည်းများမှာထိုင်းနိုင်ငံမှာမြန်မာဘက်ခြမ်းမြောက်တီမြို့ဘက်သို့ဈေးနှုန်းသက်သာစွာဖြင့်ဝင်ရောက်ရရှိကြောင်းယခုမီးလောင်မှုကြောင်းနေဆက်ကားဈေးကွက်နဲ့ကားအပူပစ္စည်းဈေးကွက်ကိုမထိခိုက်နိုင်ကြောင်းနေဆက်ကုန်တေတူကပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရနာသွားပါမယ်ရှင်။ချင်းလင်းချင်တဲ့သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခန့်ယောင်းနိုင်ကြပါစေရှင်။